နိုင်ငံတော်စီမံအချုပ်အခြာအကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းဟာမေလ24ရက်နေ့မိုးလယ်ပိုင်းကရွှမ်းပြည်နယ်အရှေ့ပိုင်းတိုင်းတုံမြို့မှာရှိတဲ့ပြည်နယ်အစည်းဌာနဆိုင်ရာတာဝန်ရှိသူများမြို့မီမြို့ဖများအားတိုင်းတုံမြို့မြို့တော်ခံမှမှတွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြောကြားပါသည်။ ရှေးဦးစွာပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့အခွဲရှမ်းဟန်ရှေးရောက်ကထပြည်내ဒုတိယအုပ်ချုပ်ရေးမှုကြိုင်တုံဦးစော်လွင်ကရှမ်းပြည်내ရှေးပိုင်းဒေသအတွင်းဆောင်ရွက်လျက်ရှိမှုများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြပါရစေ။ အဲဒီနောက်တရောင်လာကြတဲ့မြို့မိမြို့ဖများကတိုင်းတုံမြို့မှာနေထိုင်သူလူရေများပြားလာခြင်းနဲ့အတူပြည်သူများကျန်းမာရေးဆောင်ရှားမှုအတွက်တိုင်းတုံမြို့မှာရှိတဲ့ကရင်200ဆန်ပြည်သူစေအောင်ကြီးအောင်ကရင်300ဆန်စေအောင်ကြီးအဖြစ်အစဉ်မြင့်တင်ဆောင်ရွက်ပေးစီလိုမှု လွယ်မွေမျိုးမှရှိတဲ့တိုင်းနယ်စီယုံအောင်အစင်းမြင့်တင်ဆောင်ရွက်ပေးစီလိုမှုလွယ်မွေရေကန်တန့်ရှင်းမှုရှိစေရည်နဲ့ကျွေးနွားများဝေရောက်မှုမရှိစေရည်အတွက်ခြံစီယိုကာရပေးစီလိုမှုတို့နဲ့ပတ်သက်၍တင်ပြရာရွှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ပြည်နယ်နယ်ခရိုင်အစဉ်တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားပြီးလုပ်ငန်းလွယ်ချက်များကိုအသီးသီးတင်ပြပါရစေ။ ဆက်လက်ပြီးမြို့မီမြို့ဖများရဲ့တင်ပြချက်များနဲ့သက်ဆိုင်ရာဝင်ကြီးဌာနများအလတ်အကောင့်ထေပေါ်ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းတော်ဝင်များကိုပြန်လည်ရွှေ့နှိပြောကြားရမှာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆေးများဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမင်းနောက်ကမြေအုံချအမှုဆိုင်ရာကိစ္စရွှေ့များမြေများအားအကြောင်းမျိုးမျိုးနဲ့အုံချရမှာမြေလိုမြေလည်းမြေရိုင်းဥပဒေနဲ့အညီဆောင်ရွက်ပေးရန်လိုအပ်မှုများကိုလက်ကောင် တန်ရဇာတာနဲ့တဘာဝပဝင်ချင်းထိမ့်သိဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးခင်မောင်ကြီးကရွှမ်းပြည်နယ်အတွင်းဝါကိုအခြေခံတဲ့ကော်ထိုးလုံးမှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဆိုတာကနိုင်ငံရဲ့ဒေတာတွင်အတွက်အကျိုးများစွာဖြစ်ပေါ်စေနိုင်မှုနေအလိုက်တက်တော်ဖုံးလွှမ်းမှုဧရိယာများပြုံတီပြည့်စည်လျက်ရှိမှုနဲ့တဘာဝတက်တော်တစ်ပင်များကိုထိမ့်သိဆောင်ရွက်မည်ဆိုတာကရာသီဥတုမျှတကောင်းမွန်မှုစိန်လန်းဆိုပြေမှုနဲ့အခြားအကျိုးရလဒ်များကိုအဲ့ဒီဒေတာကပင်ခန်းစားရမှာဖြစ်တဲ့အတွက်ထိမ့်သိဆောင်ရွက်ကြရန်လိုအပ်မှု နေဆက်ဖြတ်ကြုံမြူကိုထိန်ချုပ်ရင်းနဲ့ပတ်သက်၍မြန်မာထိုင်းလာအိုသုံးနိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိပြီးအရင်နှစ်များထက် ရောကြလာသည့်ကိုတွေ့ရှိရမှုတောင်ယာမီရှုခြင်းနှင့်တောင်မီရှုခြင်းများမရှိစေရေးအတွက်အလုံးကဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်မှုတို့ကိုလက်ကောက် ပြည်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာညိုဖေကကျောင်းနေအွယ်ကလေးများအလုံးကျောင်းတက်ရောက်နိုင်စေရေးမိဘပြည်သူများနဲ့ဌာနဆိုင်ရာများအလုံးကဝိုင်းဝန်းဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်းအသီးသီးပြန်လည်ရှင်းလင်းပြောကြားပါရစေ။ အဲ့နော်နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအမှားစကားပြောကြားရမှာ မိမိအနေနဲ့ဒေတာများအလိုက်လူမှုစီးပွားပုံအောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကြိုင်တုံမျိုးမှရှိတဲ့ဂရင်200ဆန်စီယုံကြီးအောင်ဂရင်300ဆန်စီယုံကြီးရဲ့ဖြစ်အစင်းမြင့်တင်ရန်အတွက်ကျွမ်းကျင်မှုရှိတဲ့ဆရာဝန်ကြီးများလေးလိုအပ်ကြောင်းကြိုင်တုံမျိုးစီယုံကြီးအောင်အစင်းမြင့်တင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလွယ်မွေစီယုံအစင်းမြင့်တင်လိုချင်တဲ့ပတ်သက်၍ကြိုင်တုံလွယ်မွေဆက်သွယ်ရေးလမ်းကြောင်းကိုအစင်းမြင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကိုစောင့်ရွက်ပေးခဲ့ကြောင်းလွယ်မွေစီယုံအောင်အစင်း 今天夜便利北东南上扬到马平晴。 ကျန်းပြည်နယ်ရှေးပိုင်းဒေသအတွင်းပညာရေးနှင့်ကျန်းမာရေးကဏ္ဍတို့မှတိုးတက်မှုရှိစေရန်နိုင်ငံတော်အနေနဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်းဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်မဲ့ပညာတတ်လူသားအရင်းမြစ်များပေါ်များကျွေးဝါရန်လိုပြီးဒေသတွင်းမှထွက်ပေါ်လာတဲ့ပညာတတ်လူသားအရင်းမြစ်များအနေနဲ့ဒေသရဲ့လူမှုရေးစီးပွားရေးအုပ်ချုပ်ရေးစိုက်ပျိုးမွေးမြူရေးဆိုင်ရာများမှာဖွံ့ဖြိုးတိုးတက်မှုရှိအောင်ဖော်ဆောင်ပေးနိုင်ရမည်လုံဆောင်နိုင်ရမည်ဖြစ်ကြောင်းနေဆက်ဒေသများမှာအကြောင်းနေရွယ်ကလေးများဟာမူလာတဲ့အစဉ်အထိသာအကြောင်း င်းတက်ရောက်ပြီးကြောင်းထွက်သွားမှုများများပြားကြောင်းရွှေပြည်နယ်ရှေးပိုင်းဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုများပုံမှုဖြစ်ပေါ်စေအတွက်ပညာတတ်များပေါ်ကျွေးဝါအောင်ဆောင်ရွက်ပေးကြမှာဖြစ်တယ်လို့တင်ကြားပေးတဲ့ဆရာဆရာမများဟာလည်းအေးအေးချင်းပြေဝရန်လိုအပ်မှာဖြစ်ကြောင်းမိမိတို့အနေနဲ့တာဝန်ရှိသူများပညာရှင်များနဲ့တိုင်ပင်၍သက်ဆိုင်ရာပညာရည်များအလိုက်လုပ်ငန်းခွင်ဝေရောက်နိုင်တဲ့ကွန်ပျူတာနဲ့ဤပညာကိုပေါင်းစပ်ထားတဲ့ Polytechnic University များကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ရမှာအောင်မြင်မှုရှိခဲ့ကြောင်းဒါအပြင်တက္ကသိုလ်ဝင် တန်ဖြည့်ဆို့ခဲ့ပြီးအောင်မြင်မှုမရှိခဲ့တဲ့သူများတက်ရောက်နိုင်ရေးအတွက်ပိုလီတက်နစ်အင်စတီကျူကိုလည်းဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီးပထမနှစ်တက်ရောက်အောင်မြင်ပြီးပါကအတိမတ်ပြုလက်မှတ်စာတီဖီကတ်ရရှိမှာဖြစ်ကနောက်ထပ်နှစ်နှစ်တက်ရောက်အောင်မြင်ပြီးပါကဒီပလိုမာပွဲရရှိမှာဖြစ်ကြောင်း အဲဒီကနေတက်စဉ်ပိုလီတက်နစ်ယူနီဗာစီတီသို့ဆက်လက်တက်ရောက်နိုင်မှာဖြစ်ကြောင်းအခြေခံပညာအလဲတန်းအစဉ်ပြင်းပြောင်းတဲ့သူများတက်ရောက်နိုင်တဲ့စံမှုစိုက်ပျိုးရေးနဲ့ဤပညာထက်တန်းကြောင်းများကိုလည်းဖွင့်လှစ်တင်ကြားပေးလျက်ရှိကြောင်းစိုက်ပျိုးရေးနဲ့ပတ်သက်၍လေမျိုးမြေရေနီးစားတဲ့နီလန်လေးတွေကိုပြည်ဆောင်အောင်ဆောင်ရွက်ရန်လိုကြောင်းဒေတာတွင်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းများရရှိအောင်ဆောင်ရွက်၍အိနေချင်းနိုင်ငံများသို့တင်ပို့နိုင်မည်ဆိုပါကဒေတာဝင်ငွေတိုးပွားလာပြီးလူမှုစီးပွားပေါ်ဝါများလေဖွံ့ဖြိုးတိုးတက်လာနိုင် ားဖြစ်ကြောင်းဒေတာတွင်အောင်မြင်ဖြစ်တော်နှင့်စိုက်ပျိုးသီးနှံများကိုခင်မီနီစနစ်များအသုံးပြုစိုက်ပျိုးရင်းဈေးကွက်ဝင်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်စီလိုကြောင်းကျန်ပြည်နယ်အရှေ့ပိုင်းဒေတာမှဝါတန်ရန်စားတာများစွာရှိတဲ့အတွက်ဝါနေပတ်သက်တဲ့ထုတ်ကုန်များကိုထုတ်လုပ်ရင်းဒေတာစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းအလားတူချိန်နဲ့ပတ်သက်တဲ့ထုတ်ကုန်များနဲ့ဒေတာတွင်အောင်မြင်ဖြစ်တော်နှင့်စိုက်ပျိုးရေးထုတ်ကုန်များကိုပုံမတွင်းမြင့်ထုတ်လုပ်ရင်းအရေးအသွေးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းနဲ့လေစီးပွားရေးဖွံ့ဖြိုးတိုးတက် တက်မှုကိုဖော်ဆောင်နိုင်မှာဖြစ်ကြောင်းကျိုင်းတုံဒေတာဖွံ့ဖြိုးတိုးတက်ရေးမှာအထောက်အကူဖြစ်စေရေးအတွက်လည်းကျိုင်းတုံတာချီလိန်နဲ့မိုင်းဆက်လေးစိမ့်များကိုအစီအမြင့်တင်ခြင်းနဲ့လမ်းမဆက်သွယ်မှုများအဆင်ပြေချုံးမွေအောင်နိုင်ငံတော်မှဆောင်ရွက်ပြီးလျက်ရှိကြောင်းတိုင်းပြည်တစ်ခုတိုးတက်ရေးအတွက် GDP ဟာအရေးကြီးပြီးနိုင်ငံရဲ့ GDP ဟာအိမ်နေချင်းနိုင်ငံများထက်လျော့နေလျက်ရှိတဲ့အတွက်မိမိတို့အနေနဲ့အခုထပ်ပုံမှုကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ကြောင်းကျိုင်းတုံဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဒေတာကန်ပြည်သူများဌာနဆိုင်ရာတာဝန် င်ရှိသူများအားလုံးကကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းကျိုင်းတော်ဒေတာမှရစစ်တာထုတ်လုပ်နိုင်မဲ့အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်တဲ့အတွက်ကိုပိုင်ရစစ်တာထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဆိုပါကလည်းနိုင်ငံတော်ကလူဟတ်တာများကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဒေတာမှရှိရင်အုပ်ချုပ်ရေးအဖွဲ့အစည်းများမြို့မိမြို့ဖများဒေတာကံများအားလုံးတညီလက်ညီနဲ့ဝိုင်းဝန်းကြိုးပမ်းမည်ဆိုပါကဒေတာအလိုက်တည်ငြိမ်အေဂျင့်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီးအဲဒီကနေတက်စဉ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဖွံ့ဖြိုးတိုးတက်လာမှာဖြစ် တဲ့အတွက်အားလုံးကဝမ်းဝန်းဆောင်ရွက်ပေးစီလိုကြောင်းနဲ့မှတ်ကြားခဲ့ကြောင်းသိရပါရရှင်။